ဒီကစားသမားလေးကိုရောင်းပြီးမှပဲမစီကို register လုပ်နိုင်မှာဒါကိုမစီကသိတဲ့နောက်မှာတော့နောက်ပိတ်ဆုံးအမှန်တော့မစီကိုတိုင်ကလည်းအဲ့ဒီနှစ်ကကျင်းသေးပေါ့ဘာစီလိုနာကိုပြန်လာဖို့တွေးထားပြီးသားပဲ ဘောလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်မနေ့ကဘာစီလိုနာသင်းရဲ့တောင်ပံတိုက်စစ်ကစားသမားဖြစ်တဲ့ရာဗင်ညာရဲ့ဒီအင်တာဗျူးတချို့ကိုကျွန်တော်ကြည့်ခွင့်ရခဲ့တယ်ဒီအင်တာဗျူးတချို့တွေမှာရာဗင်ညာရဲ့ပြောစကားအချို့ကိုလည်းကျွန်တော်တွေ့ခွင့်ရခဲ့တယ်ပေါ့နော်ဒီလိုနေသားမှာဒါကနည်းနည်းလေးတချို့တော့အပိုင်းရတွေကကျွန်တော်တို့ဘာစီလိုနာရဲ့ဒီအကြီးကဲတွေနဲ့ပတ်သက်ပြီးတော့မှသူပြောတဲ့စကားတွေကနည်းနည်းလေးကျွန်တော်တို့တွေ့တော့ဒါစိုးရိမ်စရာပေါ့နော်ချင်းချင်းဒီစိတ်ဝင်ကြွယ်မဲ့နေသားလေးတချို့လည်းပါတယ်လို့တော့မြင်မိတယ် ီလိုနေထားမှာဘလို့ပါခဲ့လဲဆိုတော့သူကဘာပြောလဲဆိုတော့ပြီးသွားတဲ့နှစ်ကဒီရာဖီညာကိုဘာစီလိုနာပြန်ရောင်းမယ်ဆိုတဲ့နေထားပေါ့နော်ဒီဟန်စီဖီလစ်မလာကင်တော်တွင်းလေးမှာဇာဗီလက်ထမှာဒါအားလုံးလည်းသိတယ်ဇာဗီကရာဖီညာကိုဘလို့အဓိကကစားသမားတယောက်လို့မသုံးဘူးသူကအချိန်တိုင်းတာတစ်ခုထိပဲခဏလေးသုံးမယ်ပြီးရင်ပြန်အောင်ရမယ်ဘလို့လဲပွဲတပွဲဆိုလဲအပီထိမသုံးဘူးဒီလိုအနေထားတွေဖြစ်ပြီးတော့မှရာဖီညာကလည်းပုံမှန်ခြေစွမ်းကိုမပြသနိုင်ဘူး ဒီနောက်မှာတော့နာမည်တွေပြန်ထွက်လာတာပေါ့နော်ဒါကျွန်တော်မတ်မိမယ်ဆိုရင်ဒီဘာစီလိုနာဖန်တွေတော့မတ်မိလောက်မယ်မက်ဆီ PSG ကနေဘာစီလိုနာပြန်လာမယ်လို့သတင်းကြီးတဲ့အချိန်ဒီမိုင်အမီကိုမပြောင်းဆွေးတဲ့အချိန်လောက်မှာအဲ့ဒီအချိန်ကဆိုရင်ဒါတော်တော်လေးကိုသတင်းထွက်ခဲ့တယ်ရာဖီညာကိုပြန်ရောင်းတော့မှာတို့ပြီးတော့မှ Frankie Di Chao ကိုရောင်းတော့မှာတို့ဒီကစားသမားလေးကိုရောင်းပြီးမှပဲမက်ဆီကို register လုပ်နိုင်မှာဒါကိုမက်ဆီကသိတဲ့နောက်မှာတော့နောက်ပိတ်ဆုံးအမှန်တော့မက်ဆီကိုတိုင်ကလည်းအဲ့ဒီနှစ်ကကျင်းသေးပေါ့ဘာစီလိုနာကိုပြန်လာဖို့တွေးထားပြီးသားပဲ ဒါကိုအသုံးမကျတာကကျွန်တော်တို့ရဲ့ဒီပြောမှဆိုရင်လာဘော်တာတို့ဖွဲ့တယ်ဒီဖွဲ့တွေသာချိုးတင်ပြင်ဆင်မှုနဲ့မစီတွက်တနေရစာစာရပေးနိုင်မယ်ဆိုမစီကကျင်းတီပေါ့ဘာစီလိုနာပြန်ရောက်လာမယ်နေထားဒါကိုသူတို့ကမလုပ်ပင်နဲ့သူတို့ကချိုးပြောတာကမစီကဘာစီလိုနာနဲ့စာချုပ်ချုပ်တာဘယ်လိုလဲသဘောတူညီမှုယူတာပေါ့နော်ပြီးတော့မှသူတို့ကမစီရဲ့နေရာတော့ကိုစာပေးမယ်ရောင်းသိတဲ့ကစားသမားတွေရောင်းမယ်ဒီထုတ်သိတဲ့ကစားသမားတွေထုတ်မယ်ဒီလိုနေထားမှအဓိကသားကောင်းဖြစ်လာတာကကျွန်တော် Frankie Dijon ပြီးတော့မှ Rafinha ဖိအားပေးခြင်းခံခဲ့ရတယ်။ဒီပိုင်းတွေကိုမနေ့ကကျွန်တော်တွေ့တဲ့အင်တာဗျူးမှာရာဖီညာကဒစိပ်ပိုင်းဘယ်လိုလဲဒစိပ်တစ်ပိုင်းအနေနဲ့ဖော်ပြတာလဲသူပြောချတာလဲ။သူပြောတာကသူ့ရဲ့သူ့ကိုပေါ့နော်သူကနာမည်မဖော်လို့ဘူး။တချို့သောသူတွေကသူ့ကိုအသင်းကနေထွက်စေခြင်းတယ်။ဖိအားပေးခဲ့တယ်။ဒါ ው လဲသူနားလေတယ်သူလည်းခြေစွမ်းမပြနိုင်တဲ့အနေထားလေးဖြစ်လာတယ်။ဒီချိန်တွေကသူ့ရဲ့အဆိုးဝါးဆုံးချိန်တွေလို့သူပြောတယ်။ဒီလိုချိန်မှာတစ်ဖက်က sorry ရဲ့ကံလန်းမှုက သူ့ရဲ့သူ့အပါဝင်သူ့ရဲ့မိသားစုအတွက်လုံးဝမတ်လောက်စရာဖြစ်ခဲ့တယ်လို့ရာဖီညာကဆိုတာလေဒါကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ sorry ကလက်ရှိဥရောပဘောလုံးလောကကကစားသမားတော်တော်များကိုဒီငွေချင်းနဲ့မတ်လုံးပေးပြီးတော့မှခေါ်တယ်သူတို့ပေးတဲ့ဒီကံလန်ချက်တွေကလည်းကစားသမားတွေညင်းဆန့်ဖို့တော်တော်လေးကိုခက်ခဲတဲ့ကံလန်ချက်မျိုးတွေဒါကျွန်တော်တို့ပြောမဆိုလာမေးရမတို့ကိုလည်းကံလန်တဲ့ style မျိုးတွေစီလာတယ်ပြီးတော့မှရာဖီညာကိုလည်းဒါအဲ့ဒါမိနစ်တွေကကြုံပြီးတော့မှကံလန်တဲ့အနေထားတွေစီလာဒါကိုရာဖီညာကဒီကံလန်ချက်ကို ရတဲ့အချိန်မှာသူ့အနေနဲ့တကယ်ကိုစိတ်လုံစာမိတော့ပေါ့ဗျာသူ့ရဲ့ကံလန်းချက်ကအင်မတောင်မှမိုက်တယ်သူ့မိသားစုအတွက်သူ့ပတ်ဝန်းကျင်အတွက်သူ့ရဲ့ဆွေမျိုးသားချင်းတွေအတွက်ပါဘဝကဖူလုံသွားတဲ့အနေထားတိဖြစ်သွားနိုင်တဲ့ကံလန်းချက်မျိုးဒီအတွက်သူကလက်ခံဖို့ထိဆုံးဖြတ်ခဲ့တယ်ဘလို့လဲတစ်ဖက်မှာလည်းဒီဖီယာပေးတန်းနေစီတယ်ပြီးတော့မှဒီကွင်ထဲမှာဆွမ်းဆောင်ရီပိုင်းကလည်းသူကပုံမှန်ခြေဆွမ်းမပြနိုင်တဲ့အနေအထားမျိုးတွေကြုံနေရတဲ့အချိန်မျိုးမှာနောက်ပြီးဆုံးသူကဘလို့တွေးလိုက်လို့ဆိုတော့ထူးတော့ပါဘူး sorry ပြောင်းမယ် လာစာဘလို့လဲမြများစစလေးနဲ့အေးဆေးမိသားစုဘဝကိုငြိမ်းချမ်းလေးနေနိုင်တဲ့အနေအထားမျိုးတွေသူတွေးခဲ့တယ်။ဒီလိုချိန်မှာသူ့ရဲ့ဒီအပြောင်းအဆွေကိုပြတ်ပြည့်စေခဲ့တာကျွန်တော်ရဲ့နီးပြားကြီးဟန်စီဖီလစ်။ဟန်စီဖီလစ်ရောက်လာတဲ့နောက်မှာတော့ဟန်စီဖီလစ်ကအတီကရာဖီညာကိုဖုံးဆက်ပြီးတော့မှဆက်သွဲတယ်။ခဏနေဦးမင်းရဲ့အပြောင်းအဆွေကိုခဏလေးစဉ်းစားဦး။မင်းနဲ့ငါနဲ့စကားပြောစရာရှိသေးတယ်။အဲဒီလိုအနေအထားမျိုးနဲ့သူတို့နှစ်ယောက်ချင်းတွေ့ပြီးတော့မှနောက်ပဆိုမျက်နှာချင်းဆိုင်ပြီးတော့မှမင်းချင်းတွေပေါ့ဘာစီလိုနာမှာမင်းဆက်နေရမယ်။မင်းကငါရဲ့ဒီ ကစားကွက်ထဲမှာမင်းကအဓိကကြားတဲ့ခေတ်ကကြားတဲ့လူတယောက်အနေနဲ့ပါဝင်ပတ်သက်ရမယ်ဒီတော့မင်းဘာစီလိုနာမှာဆက်နေပေးပါဆိုတော့မှဟန်စီဖီလက်ကတောင်းဆိုလာတယ်ဒီတောင်းဆိုချက်တွေရဲ့နောက်မှာတော့ကျွန်တော်တို့ရဲ့ရာဖီညာကဒါပြောမလို့စိတ်ပြောင်းပြီးတော့မှဘာစီလိုနာမှာထပ်နေဖို့အတွက်သူကဆုံးဖြတ်ချက်ချပြီးတော့မှလက်ရှိအချိန်ထိပေါ့နော်ကျွန်တော်ဘာစီလိုနာအသင်းမှာစီနေခဲ့တယ်ဒီကြောင်းတွေကိုကျွန်တော်တို့ရာဖီညာကဒီအင်တာဗျူးမှာသူကဖွင့်ပြောလာဒါပြောရမယ်ဆိုရင်သူ့ရဲ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်ဟန်စီဖီလက်ရဲ့တောင်းဆိုမှုကလည်းတကယ်ကိုအလုပ်ဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ် ဟန်စီဖီလက်တာဒီနေရာမှာဝင်မပါခဲ့ဘူးဆိုရင်ကျွန်တော်ဒီချိန်မှာရာဖီညာကို sorry club တသင်းသင်းမှာတွေးနေရတော့ပြီ။ချိန်ဒီပေါင်းသူပြောင်းသွားမဲ့နေထားတွေကြုံလာခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့အတင်းရဲ့ဘန်တာရေးဘက်လည်းသူပြန်ကြည့်ရတယ်၊ PR ပေးတဲ့ပိုင်းလည်းစီးခဲ့တယ်။ပြီးတော့မှတစ်ဖက်ကကံလန်ချက်ကြီးတွေဒီတစ်ဖက်သူကပြောင်းဆွေးဖို့ထိကိုဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ဒီအင်တာဗျူးမှာပြောရတယ်။ဒါပေမဲ့သူပြောတဲ့စကားတွေမှာတော့ဆိုတော့ကျွန်တော်နည်းနည်းစိုးရိမ်တာကဒါသူနမဲမဖို့ပြလို့ဘောနော်တချို့တော့သူတွေကသူ့ဖိအားပေးတယ်ဆိုတဲ့စကားလေးကဒါနည်းနည်းလေးလက်ရှိချိန်မှာတော့ဒီဘုတ်ဖွဲကစိနေသေးတယ်ဆိုတော့ သူနယ်ပုတ်ဖွဲ့ရဲ့ကြားမှာနည်းနည်းလေးကျွန်တော်တို့စဉ်းစားကြကိစ္စလေးတွေဖြစ်လာတယ်။ဘာစနာဖန်နေနေနဲ့ရောရာဖိညာရဲ့ဆုံးဖြတ်ချက်ကိုဘယ်လိုမြင်လဲ။ဆုံးဖြတ်ချက်ကမှန်ခဲ့တာလားဒါမှမဟုတ်ပြန်သွားတာလားကျွန်တော်ရဲ့ကွန်မန့်လေးတွေမှာမှတ်ချက်ရေးသွားပြကြပါဦး။ဒါနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ဖြစ်တဲ့ကျွန်တော်ရဲ့ညီကိုမိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ထားရသေးဘူးဆိုရင် Subscribe လေးလုပ်သွားဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်တယ်။ပြီးတော့မှတစ်ဖက်ကကျွန်တော်ရဲ့ဒီ Facebook Page ဖြစ်တဲ့ AR Above Football Page လေးကိုလည်း follow and like လေးများလုပ်သွားပြကြဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်ပါတယ်။အားလုံးသူပဲကျေးဇူးတင်စီပါတယ်။